ရုရှားပိုင်ငွေနဲ့ယူကရိန်းကာကွယ်ရေးစွမ်းအားကိုပုံမအားကောင်းစေမယ်လို့ယူကရိန်းဝန်ကြီးချုပ်ဒန်နစ်ဆာရှမီဟာကပြောကြားတိမ့်စိတ်ထားတဲ့ရုရှားပိုင်ဆိုင်မှုတွေရဲ့အကျိုးမြတ်ဝင်ငွေထဲကနေပထမဆုံးအရေးအဖြစ်ဒေါ်လာ980တန်းကိုပြည်ထောင်အစိုးရစီကလက်ခံရရှိတဲ့အတွက်ကျေးဇူးတင်ကြောင်းယူကရိန်းဝန်ကြီးချုပ်ဒန်နစ်ဆာရှမီဟာကမတ်လ10ရက်မှာပြောပါတယ် G7 အဖွဲ့သဘောတူညီချက်အရာပေးအပ်တဲ့အဆိုပါငွေတွေကိုယူကရိန်းတပ်မတော်အားကောင်းလာဖို့အတွက်အသုံးပြုသွားမယ်လို့ဒန်နစ်ဆာရှမီဟာကဆိုပါတယ်။ရုရှားပိုင်တွေကနေရတဲ့အကျိုးမြတ်ဒေါ်လာဘီလီယံ90ကိုယူကရိန်းကိုပေးဖို့ G7 အဖွဲ့ကသဘောတူထားသလိုတိမ့်ဆဲထားတဲ့ရုရှားပိုင်ဆိုင်မှုအားလုံးကိုပါ ယူကရိန်းကိုအနက်ကမ်းမှလွှဲပြောင်းပေးမယ်လို့ယုံကြည်မျှော်လင့်ကြောင်းလဲယူကရိန်းဝန်ကြီးချုပ်ဒန်နစ်ဆာရှမီဟာကပြောပါတယ်။ ဒေါ်လာဘီလီယံ90ကိုချင်းွေအဖြစ်ယူကရိန်းကိုပေးအပ်သွားဖို့နဲ့ယူကရိန်းကပြန်ဆန့်ဆံမလို့ပဲတင်ဆက်ထားတဲ့ရုရှားပိုင်တွေကရမယ့်အကျိုးမြတ်တွေကနေပြန်ယူဖို့ G7 အဖွဲ့ကသဘောတူဆုံးဖြတ်ထားဖြစ်ပါနေ။ပြည်တဲ့အနေနဲ့2025အတွက်ဒေါ်လာတန်3000နီးပါးယူကရိန်းကိုပေးအပ်သွားမှာဖြစ်ပြီးအခုပေးအပ်တဲ့980တန်းဟာပထမအရေးဖြစ်တယ်လို့ယူကရိန်းသတင်းတွေကဖော်ပြထားပါတယ်။ မြန်မာကွန်ရက်သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်